လုံးမင်္ဂလာပါဆိုတရားပေါ့နော်ရက်30အတွင်းမှာဘာဖြစ်နေနိုင်လဲဆိုတာနဲ့ပတ်သက်ပြီးတော့အာကြည့်ရမှာဖြစ်ပါတယ်ဆိုတော့ဒါတော့ဘာရဲ့ညာရဲ့တော့မဟုတ်ဘူးပေါ့နော်ဒီအခြေရဲ့လုံငွေစီးပွားရဲ့အဲ့လိုရဲ့မဟုတ်မြင်တဲ့အရာပေါ့နော်ဆိုတော့ကျွန်တော်မြင်တဲ့အရာကိုပြပြပြပါမယ်အဲ့ဒါကြောင့်မလို့ဒါရွေးလို့ရှိရင်တခြားလေးပြပေါ့နော်ဒီဘက်ခရစ်စတယ်လေးကိုဘက်ကလေးရွေးလို့ရှိရင်ကိုတို့ကပို့ပြီးတော့ဟိုကိုနဲ့ပို့ခိုင်မလဲပေါ့နော်အဲ့တော့အဓိကတော့အဲ့လိုကြည့်လိုက်တဲ့နဲ့ကိုရွေးချင်စိတ်ပေါ်ရလို့ရှိရင်ဒါကိုတို့ကပါလို့ပေါ့ဘယ်လိုမပါဘူးဆိုလို့ရှိရင်တော့ဒါ ဟိုပင်ပန်းခံပြီးမကြိုးစားနဲ့ပေါ့နော်ဒါကိုတော့မပါလို့လည်းဖြစ်နိုင်ပါတယ်ဆိုတော့ဒါတော့ဟိုအားလုံးအတွက်ဖြစ်ခြင်းမဖြစ်မယ်ပေါ့နော် resonate ဖြစ်တာပဲယူပြီးတော့မဖြစ်လို့ရှိရင်လည်းတန်းလေးကြော်သွားပေးဖို့အာပြောခြင်းပါတယ်ဆိုတော့ဟုတ်ကဲ့ပါတယ်6လောက်ရွေးကြည့်ပေးပါ ဆိုရင်တော့ဗောနော်ဒီဟာလေးဗောနော်ဒီအဖြူလေးကိုရွေးထားတဲ့သူတွေအတွက်ကတော့ကျွန်တော်ဗောနော်ဒီဒီမားလေးတိုးတက်လာဖို့မြင်တယ်ဗောနော်အချိန်နေတိုးတက်လာဖို့မြင်တယ်ဆိုတော့အချိန်နေတိုးတက်လာဖို့မြင်တယ်အထူးသဖြင့်တော့ကျွန်တော်တို့ဒီငွေကြေးပဲဗောနော်စီးပွားရေးဘက်မှာပို့ပြီးတော့အဲတိုးတက်လာမယ်ပို့ပြီးတော့လည်းအဆင်ပြေလာမယ်ဗောနော် အဲ့လိုမျိုးလေးမြင်ပါတယ်ဆိုတခြားဘောတော့ဒီဘယ်လိုပြောရမလဲအခြေအမှလည်းပို့တိုးတက်လာတာချစ်သူကြီးစားရေးလည်းပို့ပြီးတော့အဆင်တက်လာနိုင်တာမျိုးပေါ့နော်ပို့ပြီးတော့ကောင်းမွန်လာတာမျိုးဖြစ်ဖြစ်ချင်းကောင်းမွန်လာတဲ့အရာမျိုးတွေတွေ့ရပေါ့နော်ဆိုတော့ဒါအခုချိန်မှာအဆင်မပြေတာမျိုးတွေစိတ်တကြကြမျိုးတွေရှိနေတေချာဘောက်ကိုရှေ့မှာကောင်းတဲ့အရာလေးစောင့်ကြိုနေရပေါ့နော်စောင့်ကြိုနေရဒီတလတမှာဖြစ်လာဖို့မြင်နေပေါ့နော်ဆိုတော့ပို့ပြီးတော့လည်းကိုကိုပို့ချစ်လာနိုင်မယ်ပို့ပြီးတော့လည်းစိတ်ပျော်ရွှင်မှုတွေပေါ့နော် တော့အဓိကတော့နားလည်လာမှာပေါ့နော်ကိုယ့်ကိုပျော်ရွှင်လုပ်ပေးနေတာကိုပဲရှိရဲဆွဲရမျိုးပို့ပြီးတော့တည်လာလိမ့်မယ်ပို့ပြီးတော့လေဟိုကောင်းမွန်တယ်လို့ခံစားလာလိမ့်မယ်ပေါ့နော်ဆိုကြံကြမှုပြည့်ရှိလာမယ်ပို့ပြီးတော့ကိုယ့်ကိုအားကိုးတတ်လာမယ်ကိုယ့်ကိုပို့ပြီးတော့လူပြပြရမလဲလူသက်လိုမျိုးပေါ့နော်စိတ်သက်လူသက်နဲ့ပို့ပြီးတော့ကောင်းမွန်တဲ့လူတယောက်အဖြစ်နဲ့ဒါ မွေးဖွားလာရလို့ပြန်ခံစားလိမ့်မယ်ပေါ့နော်ဆိုတော့အဲ့ဒါကြောင့်မလို့ဒါအခုချိန်မှာဘလောက်ပဲခက်ခဲနေပါစေဘလောက်ပဲအဆင်မပြေဖြစ်နေပါစေဘလောက်ပဲပေါ့နော်ကိုဒီမကောင်းတဲ့ຢာတွေပဲကိုစီလာနေပါစေပေါ့ရှိမှာတော့တိုးတက်မှုတွေအဆင်ပြေမှုတွေပျော်ရွှင်မှုတွေနဲ့အဲပြည့်နှက်နေရပေါ့နော်ဆိုတော့နည်းနည်းလေးတော့ချုပ်လူတွေကတော့ဘလိုပြပြရမလဲစိတ်ပိုင်းဆိုင်ရာမှာကိုကိုချုပ်တီးထားတော့တွေ့ရပေါ့နော်အရင်ကြီးဖွဲ့မချပဲနဲ့ဒန်းလေးပေါ့နော်ဟိုနည်းနည်းလေးတော့နှလုံးသားထက်ကိုတော့အုံနောက်ကိုပို့ဦးစားပေးရဲ့ သူကတော့များတာပေါ့နော်။အုံနောက်နဲ့ပဲပေါ်လောလောဖြစ်နေတာတွေ့ရတယ်။ဆိုတော့မကောင်းလားဆိုတော့ကောင်းပါရဲ့။ဒါပေမဲ့နှလုံးသားအုံနောက်ကနှစ်ခုလုံးနဲ့ဒါဟိုချင့်ချိန်စဉ်းစားပြီးတော့မှပေါင်းဆက်ပြီးတော့မှဒါဆုံးဖြတ်ရင်တော့ပိုကောင်းလိမ့်မယ်ပေါ့နော်။ဆိုတော့ဟိုပို့ပြီးကိုယ်သဘောကျတဲ့လူလေးရှိမှပေါ်လာနိုင်တယ်။ကိုယ်နဲ့တူတူပေါ့နော်။အလုပ်တွေပါရတွဲလှုပ်ချင်တဲ့လူမျိုးတွေပြီးတော့ကိုယ်သဘောကျတဲ့လူတွေကိုယ်ချစ်တဲ့လူတွေအဲ့လိုမျိုးကြီးပေါ့နော်။ပေါ်လာတတ်တယ်။ကိုယ်ဖွင့်ပြောရတဲ့လူလည်းပေါ်လာတတ်ပါတယ်။ရှိမှတော့ချင်းနဲ့ပတ်သက်လို့ရှိရင်တော့ကောင်းမွန်တဲ့ຢာရရှိမှကြုံမှုရှိရပါတော့။ ဒါမဲ့ဟိုတခုပြောချင်တာပေါ့နော်ဒီကိုကအချင်းနဲ့ပတ်သက်ပြီးတော့စိတ်တွေစိတ်ဓာတ်ရတယ်မရှင်းသေးဘူးစိတ်ဓာတ်ရရှိနေသေးရဆိုလို့ရှင်အင်းဆုံး healing လုပ်ပါ healing လုပ်ပြီးတော့မှဒါနောက်ထပ်ရည်စားထားဖို့စဉ်းစားပေါ့နော် ကိုသဘောကျရလူရှိရယ်ဒါမဲ့ကိုကကြတော့တည်မလားစိတ်ဓာတ်ရရှိနေလို့ပြီးရောပဲအပြော်ဆိုပြီးတော့အာရည်စားထားလိုက်မယ်ဆိုရင်တော့ဒါကိုတော့မကောင်းတဲ့ရလက်တွေပဲရတတ်တယ်ပို့ပြီးတော့ဘယ်လိုပြောပြအောင်မလဲဝကျွေးသွားပြီးတော့တင်လိုက်လို့ဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ဘယ်ဟာမှဝကျွေးမရပါနဲ့ကိုကိုရိုင်းကအရင်ဆုံးပေါ့နော် ဒီစိတ်ကိုရှင်းအောင်ထားပါဘာပဲလုပ်လို့ဘာပဲဘာပဲလုပ်လို့ဘယ်တော့ကိုလုပ်တော့မယ်ဆိုလို့ရှင်အရင်ဆုံးရှင်းအောင်လုပ်ဖို့ရည်ကြီးတယ်တည်မလားဘာပဲလုပ်လို့အခြေပဲဖြစ်ဖြစ်စီးပွားရေးဖြစ်ပါဖြစ်ပါတော့ကို့မှာရှင်းရှင်းလင်းလင်းရှိနေဖို့ရည်ကြီးတယ်တည်မလားရွေချက်ကြည်ကြည်မှရှိဖို့ရည်ကြီးတယ်ရှင်းရှင်းလင်းလင်းဖြစ်ဖို့ရည်ကြီးတယ်မဟုတ်ရင်ကို့အတွက်အရှုပ်သွေးမှုတွေပေါ်လာတတ်တယ်ပေါ့နော်သတိထားဖို့အကြံပေးချင်ပါတယ်ဆိုတော့ဒါပေါ့နော် universe ရဲ့ message လေးကတော့ဗာပြောရလဲဆိုတော့အဲ့တော့ universe ကတော့ကို့ကိုပေါ့အမြဲတမ်းဘာပဲလုပ်လို့ပေါ့ မှန်ကန်တဲ့အတွေးတွေရအောင်လို့ကိုနှုတ်ပေးရနောက်ကွယ်ရနေပြီးတော့ထောက်ပံ့မိရပါတော့ဆိုတော့ဒီ love energy လဲကို universe ကပေးတယ်ဒါပေမဲ့အခါကျလို့ရှိရင်ကျွန်တော်ရဲ့ဒီလိုပြရမလဲ ego ပေါ့နော် ego တွေကကိုယ်ကိုပြင်ပြင်ဆွဲတယ်ကောင်းတဲ့ကောင်းတာလို့စဉ်းစားရင်နောက်ကနေမကောင်းတဲ့အရာကိုယ့်ရဲ့ share တွေကပြင်ပြင်ဆွဲတတ်တယ်ဆိုတာသတိရထားပါတော့ universe ကတော့ကိုယ့်ကိုအမြဲတမ်းဟိုလမ်းမှန်ရအောင်ပို့ပေးတယ်တည်အောင်လို့ ပို့ပေးတယ်။အဲ့မှာ तू လုတ်ပေးတဲ့လမ်းမဲ့အောင်လုတ်ပေးတဲ့ຢာတွေကကိုယ်အတွက်နာကျင်စရာဖြစ်ကောင်းဖြစ်နိုင်တယ်ကွာ။ဒါပေမဲ့တေချာကြီးတက်မယ်ဆိုလို့ရှိရင်ကိုယ်အနေနဲ့လမ်းမဲ့ရောက်သွားတယ်။နာကျင်မစေလမ်းမဲ့တော့ရောက်သွားတယ်ဆိုရက်ခံစားချက်ဖြစ်ရမှာပေါ့။အဲ့တော့အဓိကတော့ဒီဘယ်လိုပြောရမလဲ။ ego တွေခဏဖယ်ပေါ့နော်။ငြင်းအောင်ကြီးတက်ဖို့ရည်ကြီးတယ်။သိမလား။ဆိုတော့နာကျင်မှုတွေရတယ်ဆိုလို့ရှိရင်အဲ့နာကျင်မှုကလည်းဘယ်လိုမျိုးကောင်းမှုမှုပြောရမလဲပေါ့နော်။ဒါလေးတစ်ချက်စဉ်းစားကြည့်ဖို့လိုတယ်ပေါ့။ တော့နောက်ကကြ focus ရမိုင်းပေါ့အခုချိန်မှာကိုယ်လှုပ်ချင်တာတွေများလိမ့်မယ်။ဟိုပါဆိုလည်းလှုပ်ချင်၊ဒီဟာဆိုလည်းလှုပ်ချင်အားလုံးပေါ့နော်ကိုယ်လှုပ်ချင်တာတွေများတဲ့ခါကျတော့ကိုကိုယ်တိုင်က focus ပါလောလောလောမှမသိဖြစ်တတ်တယ်ပေါ့နော်။အဲ့တော့အကြံပေးချင်တာကျတော့ဒါကိုဒီပေါ့နော်ဒီ angel တွေပြောထားကြတော့ဘာပဲလှုပ်လှုပ်ပေါ့နော်။တေချာလေးစဉ်းစားကိုယ်တော့ဘယ်ဟာအရေးကြီးလဲ။ဘယ်ဟာအရေးမကြီးဘူးလဲ။စီအစံလိုက်ကြီးစဉ်းကလေးစီပြီးတော့မှအရေးကြီးရဲ့ຢာနေစပြီးလှုပ်သွားပေါ့။ပြန်ဒီလိုလို့ရရတယ်ဒါပေမဲ့ဒီခါကျရင်ပြန်လောက်တာမကောင်းဘူးပေါ့ဆိုတော့တစ်ခုချင်းလောက်တာမျိုးပို့ပြီးတော့ ကောင်းတယ်။ဆိုတော့ဒီကာလမှာပေါ့နော်။ခါကြရင်ဗျိုင်းတွေလောရတဲ့ຢာရှိရေပေါ့နော်။ဒါပေမဲ့ဒီကာလမှာတော့ဗျိုင်းတွေမလုတ်ပင်နဲ့တေချာလေးကိုအေးပေးတဲ့ຢာဥစားပေးတဲ့ຢာလေးအရင်ဥစားပေးလုတ်တာကိုတော့ပိုကောင်းမယ်ဆိုတာလေးပေါ့နော်။ပြောထားပါရဲ့။အဲ့တော့တေချာလေးကိုလုတ်ချင်တဲ့ຢာကိုဖြစ်ချင်တဲ့ຢာကိုတေချာလေး focus လုပ်လိုက်ရင်တော့ကိုတော့ပိုကောင်းတဲ့အခြေအနေရောက်လာလိမ့်မယ်ပေါ့။နောက်ခါကြတော့ sub subordinate ပေါ့နော်။ကိုကိုဖြတ်စည်းရပေါ့။ဒါကဘာမှအဖြစ်များလဲဆိုတော့ ီစာနဲ့ပြတ်တာမျိုးတဲခွက်ရမျိုးအဲ့လိုမျိုးမှာပို့ပြီးတော့ဖြစ်တာများတယ်ကိုကိုဟိုဖြတ်စီရပါတော့။အဲ့တော့နာကျင်မှုတွေကိုပြောက်အောင်ဆိုပြီးတော့တခြားပေါ့အရက်တော့မယ်ဈေးဆွဲမယ်နောက်ဈေးဆိုင်ထားမယ်လှုပ်ရှင်တိုင်းလှုပ်မယ်ကိုကိုအသားနာလှုပ်မယ်အဲ့လိုမျိုးပေါ့နော်ဒီလိုမျိုးတွေများတဲ့ခါကျတော့အဲ့လိုမလုံးနဲ့ပေါ့အဲ့ဒါကြီးကကိုတို့ကကိုယ့်ရဲ့တက်လမ်းကိုပိတ်စီရယ်ကိုယ့်ရဲ့ပျော်ရွှင်မှုကိုပိတ်စီရယ်သိရမလားဆိုတော့ အသေးခွဲတယ်အရက်တွေအများကြီးတောက်လိုက်တယ်ဆေးတွေအများကြီးချလိုက်တယ်ဒါဒီခဏတာပဲပေါ့အဲ့အရာကြီးပြေသွားခင်ကိုဘာလုပ်မလဲဘာလုပ်ရမလဲဘာလုပ်လို့မရဘူးလीအရက်မူလုံးခဏကောင်းတယ်ဟုတ်ပြီအဲ့ရက်မူပြီးလွန်သွားရင်ဘာဖြစ်လဲဆိုတော့နောက်သားရမယ်ငိုမယ်ပို့ပြီးဆိုးမယ်ဒါပဲဖြစ်လာမယ်ဖြစ်ဖြစ်ချင်းအဲ့အရာနဲ့လုံးလဲချလိုက်ပြီးကိုယ့်ကိုဖျက်ဆီးသလိုဖြစ်တာပေါ့နော်အဲ့တော့အဓိကတော့ဘယ်ရောင်မှကာပါမီယူနဲ့တဖို့ဖြစ်ပြီဆိုလို့ရှိရင်ထိတ်တိုက်ရင်ဆိုင်မှုပေါ့နော်တဲခွေရာဖြစ်ဖြစ် ပြရမလားငွေကြီးဆုံးရှုံးတာဖြစ်ဘာဖြစ်ဖြစ်ပေါ့နော်ကိုတို့ကဆုံးရှုံးမှုရှိလာပြီဆိုရင်ကိုယ်ပိုင်ကထိတ်တဲ့ရင်ဆိုင်မှုကြီးကြီးရယ်။အော်ဒါကတော့ဖြစ်ချင်တယ်လို့ဖြစ်လာပြီ။ငွေကြီးတခုကျေသွားပြီ။ကိုအတွေးပေါ့နော်လူဝဲလူဝဲကကြတော့ဘယ်လိုပြပြရမလဲဆိုတော့ကိုခံယူချက်ကိုရဲ့တွေးခေါ်မှုနဲ့ပဲဆိုင်နေ။နာကျင်မှုပေါ့နော်။ဒဏ်ရာအတိတ်နဲ့နာကျင်နေမနာကျင်ဆိုတာကြတော့ကိုရဲ့အတွေးကိုယူဆချက်ကိုသတ်မှတ်ချက်နဲ့ပဲဆိုင်နေဆိုတဲ့ခါကြတော့ကြောက်ကြောက်မတူဘူးပေါ့နော်။အဲ့တော့ကိုစိတ်ကိုကိုတွေးတတ်အောင် ခံယူတတ်အောင်စူးစမ်းမယ်ဆိုလို့ရှိရင်ပို့ပြီးတော့ဒါနာကျင်မှုနယ်ပြီးကောင်းမွန်တဲ့ဘဝကိုရလိမ့်မယ်ပေါ့နော်။ဆိုရင်တကြောင်မလို့ဒါကျွန်တော်ပြောလဲอืมတချို့ကနားလဲလို့ရှိမှရှိကောင်းရှိလိမ့်မယ်တချို့ကြလဲနားမလဲဘူးပေါ့နော်။ဆိုတော့ anyway flow လေးပဲသွားဒါပေမဲ့တခြားတစ်ခုကတော့ကိုကိုရန်ကကိုလုံနေရာကိုသိပေးကြည့်ရဲ့။ငါကောင်းတာလုံနေရလားဆိုတာလုံနေရလား။ကောင်းတာလုံရင်တော့ကောင်းတဲ့ရာကကိုတက်ကြံပြီးတော့ဆိုတာလုံလို့ရှိရင်အချိန်မှကိုပြန်ခံစားမယ်ဆိုတော့ကိုသိဖို့လိုအပ်တယ်ပေါ့နော်။ အဲ့တော့ကိုယ့်ရဲ့ inner voice ကိုကိုယ်နားထောင်ဖို့မမေ့နဲ့ပေါ့နော်အဲ့တော့တရားထိုင်မှစိတ်ညံထားပါပို့ပြီးတော့ပျော်ရွှင်အောင်ကြိုးစားကြည့်ပါဒီလိုလေးမှာကျင်တယ်ပေါ့နော်ဆိုတော့ဟုတ်ကဲ့ပါဒါမြင်တဲ့ဟာလေးပေါ့နော် resonate ဖြစ်လဲကိုမတမမမေ့လေးရပါတယ်အားလုံးကျေးဇူးများဒီမှာလေးနောက်ထပ် video podcast ဆီမှာပြန်တွေ့ပါမယ်အားလုံးကောင်းသောနေ့လေးဖြစ်ပါစေဗျ bye bye ကျောပါနော်ဒီအစိမ်းလေးရွေးထားရတူတယ်ပေါ့နော်ဆိုတော့အစိမ်းလေးရွေးထားရတူတက်ကကြတော့ဟုတ်ကြမှာပေါ့နော် လုံးရင်ကောင်းမလားမလုံးရင်ကောင်းမလားအဲ့လိုမျိုးပေါ့အတွေးလေးနေချက်နေရမျိုးပေါ့နော်လုံးရင်လှုပ်ချင်တယ်လုံးလည်းမလှုပ်ချင်ဘူးအဲ့လိုမျိုးပေါ့နည်းနည်းလေးဟိုဝေခွဲမရဘူးဖြစ်နေရဘယ်လန့်စ်မညီဘူးဖြစ်နေရပေါ့နော်ကိုဘွားပြီးတော့မတ်စကူလင်းနဲ့မတ်စကူလင်းအနေကြီးအရင်များရယ်ပေါ့ဘာလို့လဲဆိုတော့နည်းနည်းလေးမတ်စကူလင်းအနေကြီးအရင်များလို့ရှိရင်ကိုတို့ကနှလုံးသားကသွားပိတ်ဆို့တတ်တယ်ပြီးတော့အုံနောက်ကိုသွားပြီးတော့ဖွင့်ထားတတ်တယ်ဆိုတော့အုံနောက်နဲ့လှုပ်လို့တဲ့ခါမှာမကောင်းလားဆိုတော့ကောင်းပါရဲ့တိုးတော့နှလုံးသားမပါတဲ့ခါကျတော့ကိုတို့ကလောက်တာတွေကလောက်တော့လောက်နေရပဲဒါပေမဲ့ အသေးပဲမရှိဘူးဆိုတဲ့အရာမျိုးဖြစ်တတ်တယ်ပေါ့နော်။ဒါကုချင်မှာတချို့ရှောင်တဲ့လူတွေရှိရဲ။မအခြေကိုချစ်ကိုကြောက်လို့ရှောင်တဲ့သူတွေတည်းမလား။အဲ့လိုပုံစံမျိုးလေးရှောင်နေပြေးရဲ။တခုခုကနေပြေးနေတဲ့သူတွေလည်းတွေ့ရပေါ့နော်။ဆိုတော့ကိုမတွေ့ချင်လို့မလှုပ်ချင်လို့အဲ့ဒါရှောင်ပြေးနေရတယ်တွေ့ရဲ။ဆိုတော့တန်ရာတွေနဲ့ချိုးကြလဲတန်ရာတွေရှိရဲ။အဲ့ဒါကိုမခံစားချင်ဝန်သားချင်မှကြောက်တယ်။အဲ့အတွက်ရှောင်ပြေးတဲ့သူတွေရှိရဲ။ဆိုတော့နည်းနည်းပေါ့နော်ပြန်ပြီးတော့မေးကြည့်။ဘာလို့ရှောင်ပြေးနေရလဲ။ဘာကြောင့်လဲ။အဲ့ရှောင်ပြေးနေလေ ထိတ်တိုက်တွေ့လေပေါ့နော်ဆိုတော့ခဏပဲခြောက်ပြေးလို့ရမယ်ဒါပေမဲ့ရှေ့မှာထိတ်တိုက်တွေ့မှာအဲ့ခါကျရင်ကိုပို့ပြီးတော့နှစ်ဆသုံးဆခံရတယ်လေဆိုတော့မခြောက်ပြေးနဲ့ပေါ့ကိုဟီလန်ဟီလင်းလောက်မဲ့ဘိုင်းနေကိုခံရမဲ့ဘိုင်းနေကိုခံပြီးပေါ့နော်ဆိုတော့ဒီမှာတော့နည်းနည်းလေးနှလုံးသားထက်ကိုအုံနောက်အများကြီးဥစားပြေးနေတွေ့ရပြီးတော့ခြောက်ပြေးနေရဲ့နေပေါ့နော်ပြတ်သားခြင်းတလူလူနဲ့မပြတ်မသားဖြစ်နေပေါ့နော်ဆိုတော့ကိုကပြတ်သားခြင်းအောင်ဆောင်နေရပါဒါပေမဲ့မပြတ်သားဘူးအဲ့လိုမျိုးပေါ့နော်တကယ်ဘယ်လိုပြောရမလဲ ကိုကိုအရန်တံပါရလို့ခံစားပြီးမယ်နောက်ကမှဂျောင်းထဲမှာသွားငိုနေတဲ့ပုံစံမျိုးပေါ့နော်ပြောချင်တာအဲ့လိုမျိုးဆိုတော့နေ့တော့ဒီမှာတော့နေ့လေးလမ်းပြောက်တလို့ခံစားရချုပ်လို့တာပေါ့နော်လမ်းပြောက်နေပေါ့ဘာဆက်လောက်မှမသိဘူးဒီဟာလားဟိုဟာလားအဲ့လိုမြေရံမှုနေများနေတွေ့ရပေါ့ဒါပေမဲ့ကိုစိတ်ကတော့အရင်ရက်တည်းလိုတော့မဟုတ်ပဲဖြည်းဖြည်းချင်းချီလာလိမ့်မယ်ပို့ပြီးတော့လဲကောင်းလာလိမ့်မယ်ပေါ့နော်ကိုတို့ကအဓိကတော့ balance ပေါ့တော်တော်လေး balance မှညီရတွေ့ရတယ် တချို့ယာတွေမှာဆိုလို့ရှိရင်တော်တော် balance မညီပဲနဲ့ကို့တို့ကအထိခိုက်နေတာမျိုးများတဲ့အခြေအနေလည်းရှိရချို့လူတွေပေါ့နော်ဆိုတော့ပေကန့်ပါစွန့်ကျဲပါပို့ပြီးတော့ညှိပါဒီမှာဆိုတော့အလုပ်ဆိုလည်းအလုပ်တရားလေးထားလုပ်ဖို့အစားဆိုလည်းအစားတရားစားဖို့လေ့ကျင့်အောင်ဆိုလည်းတရားလေးကျင့်အောင်လုပ်ဖို့စားလို့ရင်လည်းစားလုပ်ဖို့အဲ့လိုမျိုးပေါ့နော်သူကလည်းသူ balance ညီနေမှအဆင်ပြေမှာတခုခုမှသွားပြီးတော့အဲအလေးပေးနေမှဆိုအဆင်ပြေအလုပ်ကြီးပဲကုန်းလုပ်ပြီးချာချမ်းမာရေးချာရာရေးမလုပ်ဆိုရင်ကိုယ်တော့မကောင်းမြအောင်ဒီမှာ တော့အဲ့လိုမျိုးပါเนาะအဲ့တော့ဒီနည်းနည်းပေါ့เนาะတစ်ခုခုမှသွားပြီးတော့အာယုံရမ်းမဆိုင်ဘူးအခြေဆိုလည်းအခြေမှသွားပြီးတော့အဲ့လိုပုံအပ်ထားပြီးရနောက်မှအဲ့လိုနာကျင်မှုတွေဖြစ်တာမျိုးပေါ့เนาะအဲ့တော့တစ်ခုခုမှသွားပြီးတော့အဆုံးရောက်မယ်ဆိုရင်ဒီပေါ့မကောင်းပေါ့เนาะအလဲလက်လန်စင်အောင်အကောင်းဆုံးပဲအဲ့တော့တေချာလေးပေါ့ balance လေးညီအောင်ညှိပါဟုတ်တော့ပေါ့เนาะချိန်ပြီးလုပ်ပေါ့ကိုဘွားမှာဗာအရေးကြီးလဲဟိုဗာလုပ်တင်လဲဒါလေးလည်းပြန်စဉ်းစားဖို့လိုပဲပေါ့เนาะဆိုတော့อืมဆိုတော့ဒီမှာတော့ကောင်းတဲ့ຢာပါကိုအတွက်က တကယ်ကိုပဲရှေ့မှာပေါ့နော်ပို့ပြီးတော့ဩဇာအာဏာကြီးလာမယ်ပို့ပြီးတော့လည်းကောင်းမွန်လာမယ်ကိုပြောသမျှတွေကအရာရောက်မယ်ပေါ့နော်ကိုပြောသမျှအရာရောက်မယ်ကိုလိုသမျှတွေလည်းအောင်မြင်မယ်အဲ့လိုအနေထားမျိုးဖြစ်လာတယ်ဒါပေမဲ့တကုတ်ပြောချင်တာကျတော့နှလုံးသားနဲ့အုံနောက်နဲ့ကို balance နဲ့ညီအောင်ထားဖို့ရည်ကြီးရပေါ့နော်ဆိုတော့အုံနောက်ကြီးပဲသုံးမယ်ဆိုရင်တော့အဆင်ပြေမှုရများလိမ့်မယ်ဆိုတော့ပြန်ရှာဖွေပါလမ်းမှန်တော့တွေ့ကောင်းတွေ့နိုင်တယ်ဒါပေမဲ့အခုချိန်မှာတော့လမ်းပျောက်လိမ့်မယ်ဒါပေမဲ့အရှိမှာတော့လမ်းတွေ့သွားတော့မြင်တယ်ပေါ့နော်အဓိကတော့ကိုယ်စိတ်လေးကိုဖွင့်ထားပြီးလိုက် အရင်အားလုံးလေဆိုတော့ intuition ကိုနားထောင်မှာ inner voice ကိုအမြဲနားဆွင့်ပေါ့နော်အဲ့တော့ universe ရဲ့ message ကတော့ဒီမှာပေါ့နော်ဒီကတ်လေးကကျတော့လိုပြပြရမလဲဒီအတိတ်ပဲအများကြီးရှိရပေါ့နော်ဆိုတော့တော့ကျတော့အရင်ကြီးပေါ့နော်ဖြစ်လာမဲ့ရလက်ပေါ့တခုဖြစ်ပါစေဆူတောင်းနေအဲ့ဆူတောင်းနေအဲ့ရလက်ပေါ်မှာပဲအမြဲအာရုံထိုက်ဆိုင်ထားလို့ရှင်ကိုတို့ကအစင်မပြေမှုရများစီတယ်ပေါ့အဲ့တော့ ကိုအားလုံးမိထားပေါ့ဒီကိုဆုတောင်းတာရယ်ကိုလိုချင်တဲ့အလိုချင်စိတ်တွေဘာတွေတတ်မှတ်စိတ်တွေကိုယ့်ရဲ့ attachment တွေအားလုံးကိုဖျက်ထားလိုက်ကိုဘာရလဲကိုဘာထိုက်ထိုက်တယ်လဲကိုရလာလိမ့်မယ်အဲ့တော့ကြောင့်မလို့ကိုကဘာမှအများကြီးဆုတောင်းနေကြအများကြီးအဆင်ပြေပါစေပြောနေကြမလို့ကိုကိုယ့်ရဲ့ပေါ့နော်ဒီ spiritual vibe နဲ့ပတ်သက်ပြီးတော့တေချာလေးကြည်တတ်ဖို့ကိုယ့်ရဲ့လိုအပ်ချက်ကိုယ့်ရဲ့ soul ကိုယ့်ရဲ့စိတ်ဝိညာဉ်လိုအပ်ချက်ကိုကိုကြည့်ဖို့ပဲလိုတယ် ဒီလူခန္ဓာကိုယ်ကြီးကိုယ်ခန္ဓာကိုယ်ကြီးလိုအပ်ချက်ကိုမဟုတ်ဘဲနဲ့ကိုယ်စိတ်ဝိညာဉ်လိုအပ်ချက်ကိုသိချာကြည့်မယ်ဆိုလို့ရှိရင်ဥတော်ပို့ပြီးကောင်းဝင်လေးနဲ့တဲ့ຢာရကိုယ်စီရောက်လာလိမ့်မယ်လို့ပြောချင်တာပေါ့နော်ဆိုတော့ဒီမှာတော့ကိုယ်ဘာလုပ်ထားလဲကိုယ်ဘာလိုချင်လဲအဲ့ဒါကြီးအကုန်လုံးမေ့ထားလိုက်ဖို့သူကပြောရဲပေါ့နော်အဲ့တော့ဟိုဥမာ manifest လုပ်တယ်လို့ပဲပေါ့ manifest လုပ်လို့ရှိရင်အမြဲတမ်းအဲ့ဒီကိုမြင်ထိုင်တွေ့လို့မရအောင်ကိုလိုချင်တဲ့ကိုဖြစ်ချင်တဲ့ပြောပွားရင်မိထားလိုက်ရတယ်အဲ့လိုမျိုးပဲပေါ့နော်ဘဝမှာကျတော့ အဲ့ထက်အရေးကြီးရတာအများကြီးကိုယ့်ရဲ့စိတ်ဝိညာဉ်ဘာလို့ချင်လဲဘာလို့ချင်လဲဆိုတာကိုမြင်အောင်ကြည့်တဲ့ဝေကြီးရယ်ကျောလူတွေကြတော့လောဘကြီးရယ်ပေါ့နော်ကိုယ့်အတွက်ကိုကြည့်မယ်ကိုယ့်ခန္ဓာကိုယ်ကြီးလှဖို့ကိုယ့်ရဲ့အစားအသောက်တွေပုံမှန်စားနေရဖို့ဟွာလေးဝယ်ခြင်းဒီဟာလေးဝယ်ခြင်းဟွာလေးလုပ်ခြင်းတရားအဲ့တော့ဒီ physical world ထဲမှာဒီ physical အရာတွေနဲ့ကိုလိုချင်စိတ်တွေတတ်မှတ်စိတ်တွေနဲ့များမယ်ဆိုကိုယ့်ရဲ့စဉ်းစားကြည့်ပါနော်အလုပ်လုပ်မယ်ပတ်စံရှာမယ်ပတ်စံသုံးမယ်အဲ့ဒါနဲ့ဘာလုပ်မှလဲကိုဘဝအသေးပဲကဘာလဲပေါ့ ဒီလိုခံစားဖို့လားဒီလိုမျိုးပတ်စံနေချပြီးပတ်စံနေတုံးပြီးတော့အဲ့ဟာကိုယ့်ရဲ့ခံစားချက်လားဗောနော်မဟုတ်ဘူးကျွန်တော်ရှာဖွေနေရတာဒီလိုမျိုးလောကမှာဒီပတ်စံနေရှာဖို့ငွေရှာဖို့အတွက်မဟုတ်ဘူးအဲ့လိုလုပ်လို့ရှိရင်ဘာသာဆိုတာဖြစ်လဲဆိုတော့တင်စင်းတဲ့ဘသူမှချောင်လို့လို့မရဘူးလေဆိုတော့ဒီလိုမျိုးတွေစဉ်းစားပြီးတော့မှကိုယ့်ရဲ့ soul ကိုယ့်ရဲ့စိတ်ဝိညာဉ်ဘာလို့ကျင်တာလဲငါစိတ်ဝင်ကျင်တာဘာလို့ကျင်တာလဲဘာလို့ဒီကဘာကြီးရောက်လာတာလဲလေးနဲ့တယ်ဗောနော်ဒီကအဲ့တော့အဲ့တဲ့ကြောင့်မလို့ စဉ်းစားရမယ်ကိုယ့်ရဲ့စိတ်ဝိညာဉ်ဘာလိုချင်လဲဘာဖြစ်ချင်လဲဆိုတာမျိုးပြန်စဉ်းစားကြည့်ပါတခြားလေးလေကိုလိုချင်တဲ့အတိုက်တလုံးလိုချင်တဲ့ကားစီးလိုချင်အဲ့အရာကိုတကယ်လိုချင်တဲ့ဟာလာပြန်စားခြင်းမဟုတ်ဘူးကျွန်းလိုချင်တာအဲ့အရာမဟုတ်ဘူးရလာလိုချင်လဲအဲ့ဒါလိုတာမဟုတ်သေးဘူးရလေလိုလေအိုတစေဆွဲတိုင်းပဲကိုလိုချင်တဲ့ຢာတွေကိုရအောင်လုပ်တယ်ရလာလည်းဘာမှမဟုတ်ဘူးတကယ်လိုနေရကိုယ့်ရဲ့ဆိုးပေါ့နော်ကိုယ့်ဆိုးကိုယ့်ရဲ့စိတ်ဝိညာဉ်ရဲ့လိုအပ်ချက်ဘာလဲဆိုတာသိအောင်လုပ်ဖို့ပဲလိုတာအဲ့ဒါဆိုအဆင်ပြေလိမ့်မယ်ပေါ့နော်အဲ့တော့ ရှားဖွေကြည့်ပါဒါတော့ကျွန်တော်ပြောလက္ခဏာလေးတော့ဟိုနားဝင်တယောင်ယောင်နားရတယ်ဖြစ်သွားတတ်တယ်ပြီးရင်လည်းဒီပေါ့နော်လူဘွားဆိုတော့လူပါပဲအမြဲမလုံချင်တဲ့လုံနေရတယ်တည်ရမလားအလုပ်တွေလုပ်ရတယ်ပတ်ဆက်ချားတယ်ဒါဆိုကိုစားဝတ်နေရတော့ပေါ့နော်ဒါပေမဲ့အဲ့ဂျားကလာတယ်မှာကိုရှားဖွေဖို့အတွက်ကိုရဲ့ purpose ကိုရဲ့ life purpose ကိုရှားဖွေဖို့အတွက်ကအရေးကြီးရတယ်နော်အဲ့ဒါမှသာလဲကိုအနေနဲ့အရာအလုံးကိုစုံခွာပြီးတော့ဒီတန်ရရနေလွတ်မှာပေါ့နော် အဲ့လိုပုံစံမျိုးပေါ့အဓိကကလည်း meaningful ဖြစ်တယ်လို့အရင်လဲလေးနဲ့တယ်ပေါ့အဲ့တော့ပြောတော့ပြောလိုက်တယ်ဒါပေမဲ့ဟိုတချို့ကြလဲနားလဲမယ်တချို့ကြလဲနားမလို့ပေါ့ဆိုကိုကိုတိတ်စားလေးပြန်ပြီးတော့မေးကြည့်ပါအဲ့တော့လောက်နေမရထားမယ်ပေါ့နော်ဒီကကတော်လေးကောင်းလို့ပါဆိုတော့ဟုတ်ကဲ့ပါနောက်ကကြတော့ sign from heaven ပေါ့နော်အဲ့တော့ကိုကိုဒီပေါ့ engine number ကြီး injury ရ engine number ကြီးပြလိမ့်မယ်1111နဲ့112222ကဏ္ဍနေပေါ့နော် ဟိုဈေးသွားပဲเนาะဈေးရဲ့ slip မှာသွားပြီး1111 1010အဲ့လိုမျိုးပေါ့เนาะ111နဲ့တူတူတူအဲ့လိုမျိုးခဏခဏတွေ့ရတတ်တယ်ဒါတော့ science ကကိုပြနေရပေါ့เนาะကိုလှုပ်ဖို့လိုအပ်တယ်ကိုတကယ် spiritual ဘိုင်းလှုပ်ဖို့တကယ်ကိုပဲလေးလေးနက်နက်နဲ့ကိုစဉ်းစားဖို့ကိုဆက်ပြီးရှောက်ဖို့ပေါ့เนาะအင်ဂျင်နီယာပြေခွန်အားပေါ့ချိုးကြလဲငှက်မွေးလေးတွေ့ရမျိုးပေါ့เนาะငှက်ကလေးတွေ့ရမျိုးပေါ့အဲ့လိုမျိုးပေါ့ဆိုတော့ဟုတ်ကဲ့ပါနောက်ဆုံးအနေနဲ့ကြာပြီကျွန်တော်တို့ပေါ့เนาะ clans ပေါ့ ဆိုတော့တော်တော်များပါတော့ဒီဘယ်လိုပြောရမလဲစိတ်ပိုင်းဆိုင်ရာစိတ်ခံစားချက်တွေများလာတယ်ပြေကြတော့ခုခုကိုပေါ့နော်အရင်မွန်ချက်တလို့ခံစားရင်အရင်ဆုံးမလုပ်တင်လဲဆိုတော့ခုခုကိုတန်ရှင်းအောင်ထားဖို့ကိုယ့်ရဲ့ mind body soul အဲ့အကောင်လုံးတေချာလေးအချိန်ပေးပြီးတော့မှတန်ရှင်းစင်ကြအောင် toxic တွေနဲ့ဝေးအောင်ထားဖို့ရယ်ပြီးတော့ကိုယ့်ရဲ့နေထိုင်ရာအိမ်ပေါ့နော်အိမ်ကိုတန်ရှင်းစင်ကြပြီးတော့မှရှင်းလင်းနေအောင်ထားဖို့ နောက်ခုချက်မှာအိမ်ရှုပ်ပွားနေရမျိုးတည်းမလားကိုယ့်ရဲ့အခန်းနေကိုယ့်ရုံးခန်းနေကိုယ်အလုပ်လုပ်တဲ့နေရာရှုပ်ပွားနေဆိုတခြားလေးရှင်းဖို့ပေါ့နော်။ဆရာလေးရှင်းပြီးတက်ရထားမယ်ဆိုရင်ကိုယ့်ရဲ့ဒီစိတ်ဝိညာဉ်ပို့ပြီးတော့လန်းဆန်းနေပေါ့နော်။အဲ့ဒါကြောင့်မလို့ဒါလည်းအရေးကြီးရဲ့ပေါ့။အဲ့တော့ချိုးကြလဲတာတခြားလေးပေါ့နော်ဒီပင်လယ်ကြီးသွားတာမျိုးကိုယ်စိတ်အေးချမ်းရာလေးတွေပေါ့နော်။ဒီတစ်ပင်တောအုပ်တဲကိုလန်းလျှောက်တာမျိုးတယ်မလားဆိုတော့ဒီချိန်မှာတော့ကိုယ်ကဒီမှာအင်ဂျယ်ရီကတော့အနာပေးဖို့ပေါ့နော်ကိုယ့်ရဲ့ mind body spirit ဒါတွေအကုန်လုံးကိုအနာပေးဖို့အတွက်ဒါပြောထားတဲ့ကိုဒါ emotional ဖြစ်နေအရာတွေ physical ဘိုင်းတွေအကောင်အဆက်ဆက်အရာပေါ့နော်အလုံးကိုဖျက်တောက်ပြီးတော့မှဒီအစ်စ်ကလည်းပြန်စားဖို့ပေါ့ဒီမှာတော့ပြောထားတူပါတယ်ဆိုတော့ရှင်းလင်းဖို့အဓိကတော့လေကိုယ့်ရဲ့ညှထေးနေရဲ့စိတ်ဘိုင်းဆိုင်ရာခံစားချက်တွေလည်းရှင်းလင်းမယ်မေ့ပြလိုက်တာပြောမှာရှင်းလင်းမယ်ဒီဟာတခုချင်းစီပါနော်ကိုပါခံစားနေရလဲပါဖြစ်နေလဲဘယ်လိုနိုင်ခြင်းနေရလဲအဲ့ဒါဆိုရင်ကိုတော့ပို့ပြီးတော့ကောင်းလာလိမ့်မယ်ပေါ့နော် ဆိုတော့ဟုတ်ကဲ့ပါဒါကတော့ကျွန်တော်မြင်တဲ့ဟာလေးပေါ့နော်ဆိုတော့ resonate ဖြစ်နေကိုမှတော့မမေ့လေးပါတယ်နောက်ထပ် video podcast တွေလောက်ချလဲရှိပါသေးတယ်အဆောင်ကြည့်ပေးကြပါဦးအားလုံးကျေးဇူးများတင်ပါတယ်ကောင်းတဲ့နေ့ဖြစ်ပါစေဗျဘိုင်ဘိုင်